စက်ပြာလေးတွေထုတ်ဖို့ဘူးလေးတွေပါဒီဟာကမင်းရင်ထိုင်းလန်လေးတွေပါဈေးတော့ကြီးတယ်မြန်မာပြည်မှာစက်ပြာတွေကိုအများကြီးဖြန့်မယ်ဆိုလို့ရှိရင်တော့ဒီဘူးလေးတွေသုံးလို့ရှိရင်မကိုက်ဘူးရှင်ဈေးကြီးတယ်ဈေးကြီးပါတယ်လှတော့လှတယ်ဒါပေမဲ့ဈေးကြီးတယ်အခုဒီမှာအထိုင်ဆိုရင်ကို၅ဘတ်လောက်ကြာတယ်၅ဘတ်ဆိုရင်650လောက်ကြာတယ်အထိုင်မရှိသေးရတော့ပုတ်ကမပါသေးဘူးเนาะ ါလေးက cinnamon စပြားလေးမို့လို့ကျမက cinnamon ဆိုပြီးတော့မှ သူ့ရဲ့အာနိသင်လေးတွေရေးထားတယ်။ဘာရေဘာတွေပါလဲဆိုတော့ဝက်ချံအစီအဖုပိန်ရာနာနေလောင်ခြင်းအည်ပြားပြဿနာများကိုကာကွယ်ကုသပေးတယ်တဲ့အသားအရောင်ကိုကြည်လင်လာစေပြီးချောမွတ်နူးညံ့စေတယ်တဲ့၆တွေ့ပြီးလေတလတ်သောနေရာတွင်ထားပါလို့ပြောထားတယ်နော် ဒီဘူးလေးရဲ့အနောက်လေးကလေပန်းမွင့်လေးနဲ့လှတယ်။ကတ်တော့မကတ်ချင်ဘူးဒါပေမဲ့လည်းအဲ့နေရာမကတ်လို့ရှင်လေကတ်စရာနေရာမရှိ။အဲကြောင့်ကျမကကတ်လိုက်ပါပြီ။ စနမန်တုံးလေးတွေကအညိုလေးတွေမှုလို့လေမှောင်လို့လေအရောင်ကမှောင်နေတဲ့အတွက်ကြောင့်ကျမကလင်းတဲ့ဘူးလေးကိုထည့်ပါတယ်။အရောင်နှုတ်တဲ့ဘူးလင်းတဲ့ဘူးလေးတွေကိုထည့်ပါတယ်။